မင်္ဂလာပါရှင်ရှမ်းအေကောမီဒီယာကကြိုဆိုပါရစေ။ကျိုင်းတော်မျိုးနိုင်စိတ်ပြိုရေးလုပ်ငန်းရှင်များနဲ့တွေ့ဆုံဆွေးနွေးပွဲကျင်းပတဲ့တဲ့ငုံတင်ဆက်ပါမယ်ရှင်။ရှမ်းပြည်နယ်ရှိပိုင်းကျိုင်းတော်မျိုးနိုင်စိတ်ပြိုရေးလုပ်ငန်းရှင်များနဲ့တွေ့ဆုံဆွေးနွေးပွဲကိုအေပြီလ24ရက်နေ့ကပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကျိုင်းတော်ရုံတွင်ပြုလုပ်ခဲ့ပါရစေ။ တွေ့ဆုံပွဲတွင်ပြည်내အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲရှမ်းရှိဥက္ကဋ္ဌဦးစောလွန်ဦးကအမှားစကားပြောကြားပြီးပြည်내အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲရှမ်းရှိအဖွဲ့ဝင်များပြည်내ခရိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူများဆက်ဆက်ဌာနဆိုင်ရာတာဝန်ရှိသူများနဲ့စိုက်ပျိုးရေးလုပ်ငန်းရှင်များကဒေတာအတွင်မိုးစပါနွေစပါးပြောင်းစီထွက်သည်နံဘွားအိုကော်ဖီလက်ဖက်ရာဘာစာသည်အခြားစိုက်ပျိုးသည်နံများစိုက်ပျိုးထု ထုတ်လုပ်တင်ပို့ရောင်းချမှုအခြေအနေများ တောင်သူများ၏ဒီနန်စိုက်ပျိုးထွက်ရှင်မှုဝင်ဝေအကျိုးအမြန်နှင့်ဒေသအတွင်းစာရေးရိက္ခာဖူလုံရင်းနှင့်ဒီနန်များအထွတ်တိုးနှုန်းတိုးတက်စွာရရှိရေးအတွက်မြေဩဇာလုံလောက်စွာရရှိရေးစိုက်ပျိုးစေရေးချင်းဝင်များထုတ်ချေပေးနိုင်ရေးတိုးချဲ့စိုက်ပျိုးမြေရရှိရေးစိုက်ပျိုးရေးဆိုင်ရာကုန်သွယ်မှုလွယ်ကူချောမြွေစေရေးစားသည့်ကြုံတွေ့နေရသောအာသာချံအားနည်းချက်များကိုဆွေးနွေးတင်ပြကြရာပြည်내အစိုးရအုပ်ချုပ်ရေးအဖွဲ့ဖွဲ့ရှမ်းရှိဥက္ကဋ္ဌက လိုအပ်သည်များညှိနှိုင်းပေါင်းဆက်ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။